ကိုချင်းသီလနဲ့ပြည့်စုံဖို့နာပါသီလလုံးမှာကိုချင်းသီလနဲ့ပြည့်စုံမှာဖြစ်ပါတယ်။မဟုတ်ရင်ကိုချင်းသီလနဲ့ပြည့်စုံတဲ့သူ မဖြစ်နိုင်ပါဘူး။ဗုဒ္ဓံတရဏံကိစ္ဆာမိလို့စောက်တည်ထားတဲ့အတွက်ကြောင့်တရဏကုံတင်လိုက်ပေမဲ့လည်းနာပါသီလကိုကျူးလွန်ဖောက်ဖျက်နေသေးတယ်ဆိုရင်ကိုချင်းသီလရှိရတဲ့သူ မဟုတ်တော့ဘူးဆိုတာကိုမှတ်ယူရပါမယ်။ တီတော့မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးဆိုရင်ဗုဒ္ဓဘာသာတို့ရဲ့တာဝန်ဝတရားအားလျော်စွာလိုက်နာကျင့်သုံးရမှာကတော့အ ਨੇ စုံ၅ပါးတီလာလုံအောင်ထိမ့်မယ်လို့စိတ်ထဲမှာဒီလိုနှလုံးသွင်းစင်ကြင်ထားတဲ့ ਨੇ ဘဝမှာတတ်မိုးရှိရဲ့အလုပ်ကိုလုပ်ဖို့ကအင်မတန်မှအရေးကြီးရဲ့လူလောက လူလောကလူတွေဟာ ကိုကြည့်တရားနဲ့ပတ်သက်လာတဲ့အခါတခြားအကြောင်းတွေပြပြီးကိုကြည့်သီလကို ဖောက်ပြတ်တတ်တယ်ပေါ့အဲတော့ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီဆိုရင်တော့ကိုကြည့်သီလနဲ့ပြည့်စုံတဲ့သူဖြစ်ဖို့လိုပါတယ်။ငါးပါးသီလနဲ့ပြည့်စုံသွားပြီဆိုရင်ကိုကြည့်သီလရှိရဲ့ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါပြီ။ကြီးစုပေးကြတဲ့ခொနည်းရဲ့သာသမီများလည်းကိုကြီးချမ်းပါခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။